မန်စီးတီးအသင်းကအကောင်းနဲ့ဆိုရာထက်ကိုပိုနေပြီလို့ဂွန်ယိုဝင်ကျွမ်းစွာပြောလိုက်တဲ့ဂွာဒီယိုလာမန်စီးတီးနည်းပြဘက်ဂွာဒီယိုလာကစနေနေ့ကအီတီဟက်ကွင်းမှာကစားခဲ့တဲ့ဘန်လီအသင်းနဲ့ပွဲစဉ်အပြီးမှာသူတို့ရဲ့အသင်းကိုစီလုံးညီညွတ်မှုကတာမန်ထက်ကိုထူးခြားကောင်းမွန်နေပြီဆိုပြီးတော့ချီးကျူးပြောဆိုလိုက်ပါတယ် ်ပထမပိုင်းမှာတော့ Man City အသင်းအားထုတ်ပြီးတော့ဂျိုးပန်းခဲ့ရပြီး Jeremy Doku ရဲ့ကံသွင်းချက်ကို Valenau ခံလို့ Manson STV ကရှင်းထုတ်ရာကနေကိုကိုကိုသွင်းပြီးပြီးတော့ Man City တို့ဥဆောင်ကိုရခဲ့ပါတယ်ဒါပေမဲ့ပထမပိုင်းမပြီးမီမိနစ်ပိုင်းအလိုမှာပဲ Jordan Anthony ကခြေပါကိုသွင်းယူခဲ့တာကြောင့်နှစ်သင်းလုံးတည်ကြခဲ့ပါတယ်ဒါပေမဲ့ဒုတိယပိုင်းမှာတော့ Man City အသင်းဘက်ကပိုမိုဖိအားပေးကစားခဲ့ပြီးတော့ Matias Nunes ကဥဆောင်ကိုသွင်းနိုင်ခဲ့တာဖြစ်ပါတယ် အဲ့ဒီနောက်မှာဆိုရင်တော့ STV ကနောက်ထပ်အုံကိုကို Man City ကိုလက်ဆောင်ပြန်ပေးခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ Arlen Haaland ကပင်မန်ရွမ်းနေနေပြီဖြစ်တဲ့ Burnley နောက်တန်းကိုအခွင့်ကောင်းယူပြီးတော့အချိန်ပိုနောက်ဆုံး3မိနစ်အတွင်းနှစ်ဂိုးစတိုက်သွင်းယူပြီးတော့တထောင်တတနဲ့အနိုင်ရရှိခဲ့ပါတယ် Man City အသင်းက Spurs အသင်းနဲ့ Brighton တို့ကိုရှုံးနိမ့်ခဲ့ပြီးတဲ့နောက်နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ Arsenal နဲ့ပွဲမှာတည်ချခဲ့ပြီးတဲ့နောက်အနိုင်လန်းချောင်းပေါ်ကိုပြန်လည်ပြီးတော့ရှောက်လာတဲ့အတွက်ကို ါဂေါ်ဒီယိုလာကဝမ်းမြောက်ကြောင်းပွဲအပြီးမှာပြောဆိုသွားခဲ့ရလဲဖြစ်ပါတယ်ကျွန်တော်တို့ကစားတဲ့အစည်းအချက်ကြသွားတဲ့7မိနစ်ကနေ15မိနစ်လောက်ကိုထဲမထွက်လိုက်ရင်တော့တကယ်ကိုကောင်းမွန်ခဲ့ပါတယ်။ဘန်လီရဲ့တခြားပွဲရလက်အားလုံးက9ဟောက်ကွာဟချက်ကနေပြီးမဲ့ကျွန်တော်တို့9ဂိုးသွင်းနိုင်ခဲ့ပါတယ်။ဒုတိယပိုင်းနဲ့ပထမပိုင်းနဲ့လုံးဝကို꿰ပြသွားပါတယ်။ကျွန်တော်တို့ကစားခဲ့တဲ့ပွဲရဲ့ဆွမ်းဆောင်ရေးအတွက်တကယ်ကိုချိန်နေပါတယ်။ပရီးမီယာလိကတကယ်ကိုခက်ခဲပါတယ်။ ယူနိုက်တက်ရဲ့ပွဲကလေးကကျွန်တော်တို့စိတ်ထဲအများကြီးပိုကောင်းလာခဲ့ပါတယ်။ကျွန်တော်တို့ကောင်းကောင်းမကစားနိုင်ရင်တောင်အတင်းလိုက်ကာကွယ်နိုင်ရမယ်။အဲလိုစီလုံးညီညွတ်မှုကတာမန်ထက်ကိုထူးခြားပါတယ်။ဒီနေ့မှာကျွန်တော်တို့ရလက်ကောင်းတစ်ခုကိုဖန်တီးနိုင်ခဲ့ပါတယ်။ဆိုပြီးတော့ဂွာဒီယိုလာဆိုခဲ့ပါတယ်။ဆက်လက်ပြီးတော့လည်းဂွာဒီယိုလာကဒီယာဒီမှာအများကြီးထိုးတက်လာတဲ့တောင်ပိုင်းကစားသမားဖြစ်သူဒိုကူကိုချီးကျူးစကားပြောဆိုခဲ့ပါတယ်။ဒိုကူကဒီယာဒီမန်စီးရီးအသင်းရဲ့အကြီးကစားသမားတွေထဲကတူဦးဖြစ်ပြီးတော့ နောက်ဆုံးသွန်းပွဲမှာဂိုးဖန်တီးမှု၃ချိန်ပြုတ်လုပေးထားခဲ့ပါတယ်ဒီစွမ်းဆောင်ရည်ကအရင်18ပွဲမှာရခဲ့တဲ့ဂိုးဖန်တီးမှု စုစုပေါင်း၂ချိန်စရစ်မှတ်တမ်းကိုချော်လွန်သွားခဲ့ပြီဖြစ်ပါတယ်အဲဒီအတွက်ဂွာဒီယိုလာကဝေါ်ကာတကယ်ကိုကောင်းတဲ့ကစားသမားပါဒီနေ့ပွဲမှာသူအရန်ကောင်းခဲ့ပါတယ်အရှင်ဟုန်ကောင်းနေတဲ့ဒုကူကိုရတံဖို့ဆိုတာမလွယ်ပါဘူးကျွန်တော်တို့တော်တော်လေးကောင်းကောင်းမွန်မွန်ပြုမှုနိုင်ခဲ့ပါတယ်ဒုတိယပိုင်းကပထမပိုင်းထက်အများကြီးပိုကောင်းခဲ့ပါတယ် ပြန်ဖက်အသင်းတွေကနောက်တန်းကိုအရန်ဆင်းပြီးတော့ကစားတဲ့အခါဒိုကူကကျွန်တော်တို့အတွက်အရန်အရေးကြီးပါတယ်သူရဲ့ဆုံးဖြတ်ချက်တွေကပိုပြီးတော့ကောင်းတစ်ထက်ကောင်းလာနေပါတယ်ဆိုပြီးတော့ဂွာဒီယိုလာကပြောဆိုခဲ့ပါတယ်မက်ဆီတီအသင်းကဒီနိုင်ပွဲကြောင့်ဘန်လီအသင်းပေါ်လွှမ်းမိုးမှုကိုဆက်လက်မြင့်တင်နိုင်ခဲ့ပါတယ်အခုဆိုရင်မက်ဆီတီအသင်းကပြိုင်ပွဲဆုံးမှာဘန်လီအသင်းကို14ပွဲ7တိုက်အနိုင်ရရှိထားခဲ့ပြီးတော့ဒါဟာပြိုင်ဘက်အသင်းပေါ်မှာမက်ဆီတီရဲ့စတုထားမြောက်အရှိကြဆုံးအနိုင်ရရှိမှုစံချိန်လည်းဖြစ်ပါတယ် ဗီဒီယိုလေးအဆုံးလေးလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးများရည်တင်ပါတယ်ရှင်။